လူတွေရဲ့လောဘနဲ့မကောင်းတဲ့အကျင့်ပြတ်ချဆမှုတွေကိုရိုက်ပြထားသလိုကြီးနိုင်ငယ်ချင်းဆိုတဲ့စကားအတိုင်းပဲယာတို့ကြီးရင်ဘာမစိုးလှုပ်လို့ရတယ်ဆိုတာကိုတေချာလေးရိုက်ပြထားတဲ့ဇက်ကဒမူကီစတွင်ကျွန်တော်ခုပြောပြပြီးမှကတော့လက်တော်မှာပြသလို့ပြီးတော့တဲ့ Disney Plus ကဒမူကီစွင်ဆိုတဲ့လူပြောများနေတဲ့နန်းနင်ကားလေးချောင်းကိုပြောပြပြီးမှပဲကျွန်တော်ကတော့ Z Blog ကစေခမင်းမှာဇက်လန်လေးကတော့ AD 1982ခုနှစ်ဂျွန်ဆွန်ခစ်ကိုဇက်အင်တည်ထားပြီးတော့ဂျွန်ကန်မြစ်ကန်ပေးကဖြောင်းမတ်မှန်ကန်တဲ့လူ၃ယောက်ရဲ့ဘဝအကြောင်းနဲ့ ညဉ့်ညံ့ပြက်ပြားနေတဲ့လူမှုရေးစနစ်တွေအချင်းပြတ်ချစားနေတဲ့ရာဇဝမှုတွေကိုအခြေခံပြီးရိုက်ကူးလာတဲ့ဇက်ကာကောင်းလေးတကားဖြစ်ပါတယ်။ဂျန်ရှီယူငယ်စဉ်ကမိသားစုတည်ဆုံခဲ့ပြီးတော့အတိတ်ကနာကျင်မှုတွေကိုဖုံးကွယ်ရင်အေးအေးဆေးဆေးလေးပုံစံရှိပေမဲ့လည်းအသွင်းစိတ်တွေမှာတော့အများနဲ့ပူလောင်နေတဲ့လူတယောက်ပါ။ပြည်ပြေဆုံးတဲ့ခန္ဓာကိုယ်အချိုးစားနဲ့ရုပ်ရည်ကြောင့်နာမည်ကြီးတဲ့ပြင်အတိတ်ကိုဖုံးကွယ်ထားပြီးတော့အခုလက်ရှိမှာတော့လူစိုးကိုင်းဖွဲ့ဝင်ဖြစ်ရက်တည်နေတဲ့ မာပူကူးစိတ်ကံကဂျန်ရှီယူချွန်မြစ်ပေကမတရားမှုတွေကိုမုံတီးပြီးတော့တရားမျှတမှုအတွက်စ조사နေတဲ့ပြင်ထက်မြက်ဖြောင်းမြက်ပြီးတော့ဂျွန်ဆိုခိရဲ့ကြီးမားဆုံးကုံတဲ့အဖွဲ့ကြီးကိုဦးဆောင်နေတဲ့ချွန်ဂျောင်းချွန်ယူသားတဲ့အရာရှိတယောက်ဖြစ်ပြီးတော့မြစ်ပေကမကောင်းတဲ့အချင်းပြတ်ချဆမှုတွေကိုရှင်းဖို့ရောက်လာပြီးမဲ့လေအဖွဲ့စီရဲ့ဖိနှိပ်မှုကြောင့်ရုန်းကန်နေရတဲ့ပြင်ဖြစ်ပျက်ကြီးတဲ့ကအမှန်တရားရဲ့ဘတ်တော်သားဖြစ်တဲ့ ကြောက်ချုံဒီလူ၃ယောက်ရဲ့ရှေးဆက်ဖြစ်လာမဲ့ကံကြမ္မာတွေအပြင်မြစ်တစင်းလိုပဲအစပိုင်းမှာတော့ကြည်လင်တက်ရှင်နေပြီပဲအချိန်ကြာလာတဲ့အမြညဉ့်ညံ့လာတဲ့လူသားတွေရဲ့လောဘမောဟနဲ့မယိုးဖြောက်တဲ့လူတွေကြားကဖြောင်းမဲ့ဂျိုးသားတဲ့လူတွေကိုအခြေခံပြီးရိုက်ကူထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးကိုတော့ချာမင်စောရဲ့ဝတ္ထုကိုအခြေခံပြီးရိုက်ကူထားပြီးတော့ မင်းသားလူရွန်မင်းသမီးရှင်ယီအန်းနဲ့မင်းသားပန်ဆိုဟန်တို့ကအဓိကပါဝင်တရုပ်ဆောင်ထားပါတယ်ဒီဇက်ကလေးကိုကျွန်တော်ကြည့်ပြီးတော့ပြောပြရမယ်ဆိုရင်ဒီဇက်ကလေးကတော်တော်လေးကြည့်လို့ကောင်းပါတယ်တပိုင်းပြီးတပိုင်းပရိသတ်ကိုဆွဲခုတ်သွားမယ်ဇက်ကပုံစံမျိုးပေါ့နော်နန်းနှင်းကားလို့ပြောပြမိမယ်လေဗျာဘယ်လိုပြောလဲကျောနန်းနှင်းကားကြည့်မယ်ဆိုနန်းလူတာတို့ပြီးရင်နန်းနှင်းအရှုပ်တော့ပေါ့လေအဲ့လိုမျိုးတွေ့ရဒါမဲ့ဒီဇက်ကနန်းနှင်းကားပြမယ်အဲ့လိုပုံစံမဟုတ် ီမြက်ကံဘေးကဒီမြက်ကံဘေးကလူ၃ယောက်ရဲ့ဘဝအကြောင်းနဲ့ပြီးတဲ့ပြင်ကဒီဒီမြက်ကံဘေးကလူတွေရဲ့ဗျာမကောင်းတဲ့စိတ်တွေအချင်းပြတ်ချစားမှုတွေဟိုကိုတွက်ပဲကိုကြည့်တာလေကွာဒီလားလူတွေကကိုတွက်ကိုကြည့်ပေမဲ့လေမိသားစုကိုထိလာနေတဲ့အသက်ရင်းပြီးတော့ကာကွယ်ပေးရှင်တာတွေကိုတခြားလေးရိုက်ပြတာတဲ့ဇက်ကားလေးဖြစ်တဲ့အတွက်ရာသဆုံးပေးမယ့်ဇက်ကားလေးလည်းဖြစ်ပါတယ်ဝေဒင်နေနေဆိုရင်7.7ထိရရှိတဲ့အတွက်မဆိုးပါဘူး ကိုရီးယားဇက်ကရွေရေတင်ရပြောရမယ်ဆိုရင်ဒီ7.7ဆိုတာကဟိုအရင်ကြီးကောင်းတာလည်းမဟုတ်အရင်ကြီးဆိုးတာလည်းမဟုတ်အလေလက်လောက်မှရှိရပါတော့။ဒီဇက်ကလေးကိုတော့စတင်မာလာ25ရက်နေ့ဒီစင်ဆိုရဲရုတ်တန်လန်ကနေထုံလင်းပြတ်သားခဲ့ပြီးတော့အပိုင်းနေနဲ့ကိုပိုင်းပါရှိပါတယ်။ဇက်ကကိုမှဟိုမဆောက်ခြင်းဘူးဗျာတခါလေကြည့်ကျင်တဲ့သူဆိုရင်တွားကြည့်လို့ရပါတယ်တခါလေကိုပိုင်းလုံးပြတ်သားလို့ပြီးသွားပါပြီ။ channel မြန်မာတို့ဘာလို့မှတွားကြည့်လို့ရသလိုကျွန်တော်ရဲ့ channel ဈေးစီနီမာ123မှာလည်းလာကြည့်လို့ရပါတယ် Telegram channel လေးမှာကျွန်တော် video တွေလည်းကွန်မန့်မှာလည်းကျွန်တော် link လေးချခဲ့ပြီးပါမယ်။ ားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and share လေး follow လေးလုပ်ခဲ့ပေးကြပါဦးနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်